်73ချိန်မြောက်တာမန်တည်င်းဘတ်ရဲ့အင်္ကာနေရှမာတေဦးအေယုန်ကလေးချမ်းအခန်းကြီး၈အခန်းငယ်23မှ29ထိုချိန်၌ကိုရောသည်လှေပေါ်သို့ တက်တော်မူသောအခါတပြည့်တော်တို့သည်လည်းကိုရော၏နောက်တော်သို့လိုက်ကြ၏ထိုအခါပင်လယ်တွင်ရုတ်တရက်မှုန်တိုင်းပြင်းထန်စွာကြာရောက်သဖြင့်လှေသည်လှိုင်းတဘိုးများအကြားတွင် နစ်မြုပ်လူမတက်ဖြစ်လေ၏ကိုရောမူကား ကျင်းဆက်လျက်ရှိတော်မူ၏။တပည့်တော်တို့သည်အထံတော်သို့ချဉ်ကပ်၍ကိုရော့ကိုနှိုးပြီးလင် သခင်ကယ်တော်မူပါ။တပည့်တော်တို့သည်ပျက်စီးခြင်းသို့ရောက်ရပါတော်မည်ဟုအတနာခံကြ၏။ကိုရော့ကလည်းယုံကြည်ခြင်းအားနည်းတော်သူတို့အဘယ်ကြောင့်ကြောက်ရွံ့ကြသနည်းခုသူတို့အားမိန်တော်မူ၏ထိုနောက်ကိုတော်သည်ထား၍လေနှင့်ပင်လယ်ကိုကျိန်းပေါင်းတော်မူသောအခါထိုနေရာသည်လွန်စွာညင်သက်တာယာလေ၏ ူတို့သည်လည်းအံ့ဩကြ၍ဤသူသည်မိတို့သောသူဖြစ်သည်နီလေနှင့်ပင်လေတို့ပင်လျင် သူကို နာခံကြပါသည် တကားဟု ဆိုကြလေ၏ယေရှုခရစ်တော်သခင်မူမြတ်တော်အေယုန်ဂေလိတရားတော်ပေတည် little faith သင်ရတော့ယုံကြည်ခြင်းမနေ့ကတော့အကြမ်းပိုင်မှာကြားခဲ့ရတာကတော့သခင်သူဟာ သူ့နောက်လိုက်ဖို့အတွက်လုံလုံရရဆက်ကပ်ဖို့ဖိတ်ခေါ်ခဲ့တာကို တွေ့ရပါတယ်။အဲ့လိုဖိတ်ခေါ်ပြီးတဲ့တမန်တော်အစုကိုဒီနေ့ဂါလိလိယာကိုဖျက်တဲ့ခီးစင်မှာသူခေါ်သွားခဲ့ပါတယ်။အဲ့လိုဖျက်နေစင်မှာပဲညအမောင်မှာမုံတိုင်းကြီးစွာတိုက်ပြီးပင်လေကလည်းလှိုင်းတဖို့ထကြွတဲ့အန်ဒီရဲ့ရှိတဲ့အခြေအနေရောက်သွားခဲ့ပါတယ်။ဒါဟာနောက်လိုက်သူတွေရဲ့ပထမဦးဆုံးသော တွေ့ကြုံရတဲ့ စမ်းသပ်ခံရခြင်း test ပဲဖြစ်ပါတယ်ဒီလိုစမ်းသပ်ခံရခြင်းမှာသူတို့တွေအောင်မြင်တယ်မအောင်မြင်တာတော့ကျွန်တော်တို့တွေမသိပါဘူးတခင်စုကိုယ်တိုင်ညှိတွားထားတဲ့အချက်ကိုတော့တွေ့ရပါတယ် man of little faith ယုံကြည်ခြင်းနဲ့တဲ့ပုံကိုယ်တွေပဲဆိုပြီးညှိတွားထားတာကိုတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့တွေတည်းပဲဒီအချက်ကိုနမူနာယူမယ်ဆိုရင်ရပါတယ်ယုံကြည်ခြင်းခီလံအသက်တာမှာ စံသက်ခံရတဲ့အချိန်တွေရှိကောင်းရှိနိုင်ပါတယ်ဒီခါမှာတမန်တော်တွေကဲ့သို့ယုံကြည်ခြင်းနည်းနည်းပဲရှိတဲ့ပုံကိုယ်တွေလည်းပဲကျွန်တော်တို့ဖြစ်နိုင်ပါတယ်မက်သီးရဲ့မှာတော့ယုံကြည်ခြင်းနည်းတယ်ဆိုပြီးဖော်ပြထားတာကိုတွေ့ရတော့လည်းပဲစိန်မတ်ဧဝံဂေလိကျမ်းစာမှာကြတော့ယုံကြည်ခြင်းကိမဲ့တဲ့ပုံကိုယ်တွေဖြစ် ဖော်ပြထားတာကိုတွေ့ရပါတယ်ယုံကြည်ခြင်းကိမဲ့တဲ့သူပဲဖြစ်ဖြစ်နည်းတယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့เนี่ย ခက်ဆင်းစင်တူလာရတယ်ကျွန်တော်တို့ဟာတခါလေမှယုံကြည်ခြင်းနဲ့တဲ့သူတွေဖြစ်တတ်ပါတယ်တခါတလေမှလည်းပဲယုံကြည်ခြင်းကိမဲ့တဲ့သူတွေဖြစ်နေတတ်ပါတယ်ဒါပေမဲ့အာယုဇာတစ်ချက်ကတော့ဒီလိုခေါ်တယ်သူ့နောက်လိုက်တယ်ဒီအသက်တာမှာသူကိုယ်တိုင်ပါတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ကျွန်တော်တို့သိသည်ဖြစ်စေတတိမထားမိသည်ဖြစ်စေထားမိသည်ဖြစ်စေသူဟာပါနေတယ်ကျွန်တော်တို့တွေတခါလေမှ သူ့ရဲ့အသံကိုမကြားရသလိုကျွန်တော်တို့ရဲ့အသံကိုလည်းသူဟာမကြားတော့ဘူးထင်ရတဲ့အချိန်မျိုးကျွန်တော်တို့ကိုပြစ်သွားပြီလို့ထင်ရတဲ့အချိန်မျိုးမှာလည်းပဲအတူတကွလိုက်ပါနေတယ်ဆိုတာကိုတော့ယုံကြည်ကြရမှလည်းပဲဖြစ်ပါတယ်ဒါဟာ သူကိုယ်တိုင် လိုက်ပါနေခြင်းသူ့ရဲ့ဂရီတော်သူ့ရဲ့အဖြစ်မှန်ပဲဖြစ်ပါတယ်ကျွန်တော်တို့ဘဝထဲမှာရှိနေတယ်ယုံကြည်ခြင်းအတ္တဓာတ်ထဲမှာလိုက်ပါနေတယ်ဒါကိုယုံကြည်ကြမှလည်းပဲဖြစ်ပါတယ် ယုံကြည်ခြင်းနဲ့သည်ဖြစ်စေလုံးဝမရှိသေးသည်ဖြစ်စေနောက်လိုက်တဲ့သူတွေရဲ့ယုံကြည်ခြင်းကိုသူကတိုးပွားစေပါလိမ့်မယ်။ဒါကြောင့်နဲတဲ့ယုံကြည်ခြင်းဟာလည်းပဲလုံလောက်တယ်လို့သူပြောထားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်။နဲတော့လည်းပဲတည်သေးလေးပဲရှိတော့လည်းပဲသူပါနေတာဖြစ်တဲ့အတွက်ကြောင့်သူကပွားများစေတာဖြစ်တဲ့အတွက်ကြောင့်တောင်ကြီးတွေကိုကိုရွှေတိရွှေလုံနိုင်တဲ့စွမ်းအားမျိုးရှိတဲ့ယုံကြည်ခြင်းမျိုး တဖြည်းဖြည်းဖြစ်လာမယ်ဆိုတာကိုလည်းပဲယုံကြည်ကြရပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုရင် သူကနေပြီးတော့ပြောင်းလဲပေးနေတယ်၊တိုးတက်ပေးနေတယ်၊ပွားများစေတယ်။ယုံကြည်ခြင်းတသက်ကိုယ်တွေကသူ့ရဲ့လက်ဆောင်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်သူ့ဘက်ကနေပြီးတိုးတက်ပွားများစေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဘက်ကလည်းစူးစမ်းကြရမယ်၊တုံ့ပြန်ကြရမယ်။လူသားရဲ့တုံ့ပြန်ချက်ကလည်းလိုအပ်ပါတယ်ယုံကြည်ခြင်းတတ္တမှာ။ အစွမ်းကိုစူးစမ်းအားထုတ်ခြင်းကလည်းလိုအပ်ပါတယ်။ထို့အတူပဲယုံကြည်စိတ်ချစွာအံ့နံမှုဆက်ကပ်ဖို့လည်းပဲလိုအပ်ပါတယ်။ဒီလိုပြုနေတဲ့ပုံကိုယ်တွေကိုယုံကြည်ခြင်းနဲ့သည်ဖြစ်စေ၊ကိမဲ့နေသည်ဖြစ်စေသူကဆက်လက်ပြီးတော့ပြုပြင်ထိမ့်သိမ့်ကတိုးတက်ပွားများစေမှာပဲဖြစ်ပါတော့တယ်။တပည့်တော်တို့ယုံကြည်ခြင်းကို တိုးတက်ပွားများစေတော်မူပါ။